အရှင်ဖရာကိုက လက်ရှိဘာသာမှာအကုသိုလ်တွေကျူးလွန်ခဲ့ပြီးအခြားဘာသာပြောင်းရင်ပြည့်မှုကြေပါသလားအရှင်ဖရာဖြေပေးတော်မူပါဖရာတဲ့ဦးစင်းလက်ထဲမှာခြင်ထားတာငရုတ်သီးနော်ဒီငရုတ်သီးကိုမပိုင်ရှင်ကစားရင်လဲဆက်တယ်ဦးစင်းကစားရင်လဲဆက်တယ်ဘာသာပြောင်းတဲ့သူစားရင်လဲဆက်တယ်အခြားဘာသာဝင်စားရင်လဲဆက်တယ် ဘယ်လိုလူမျိုးဘယ်လိုဘာသာဝင်ကပဲစစဆက်တဲ့အကျိုးကို ခံစားရမှာဖြစ်တယ်လူမျိုးကြမလို့ဘာသာကူပြောင်းတဲ့သူမလို့ဘာသာဝင် အချင်းချင်းမလို့ဆိုပြီးမယုတ်သီးကဆက်တဲ့အကျိုးကနေပြောင်းလဲသွားမှာမဟုတ်ဘူးเนาะအဲ့ဒီတိုင်းပဲအကုသို့ဆိုတာဟာလေပဲဗုဒ္ဓဘာသာကပဲပြုပြုတခြားဘာသာဝင်ကပဲပြုပြုဘာသာကူပြောင်းတဲ့သူကပဲပြုပြုအကုသို့အမှုကိုပြုပြီးပြီဆိုရင် အပုတို့ရဲ့စိုးကျိုးကိုခံစားရမှာဖြစ်တယ်။နော်။မယုတ်သီးဟာဘာသာအလိုက် လူမျိုးအလိုက်ပြောင်းလဲပြီးဆက်ချင်းမရှိသလိုအကုတို့ဆိုတာဟာလည်းပဲဘာသာအလိုက်လူမျိုးလိုက်ပြောင်းလဲပြီးအကျိုးတရားမှုဖြစ်တယ်ဆိုတာမရှိဘူး။နော်။ပြုရင်ပြုတဲ့အတိုင်းအကျိုးကိုခံစားရတယ်။အဲ့ဒီလိုအကုတို့ရဲ့စိုးကျိုးကိုမြင်လို့မြတ်စွာဘုရားကတဗ္ဗပါပတအာကရဏံမကောင်းမှု အကုတို့မှန်သမျှကို မလုပ်ပါနဲ့လို့ဟောခဲ့တာဖြစ်တယ်နော်ဒီဘာသာမှာနေပြီးအကုသို့လုပ်ပြီးတော့တခြားဘာသာကို ပြောင်းလိုက်လို့အကုသို့အမှုက ကြေရမယ်ဆိုရင်မြတ်စွာဘုရားကတပ္ပပပတအကရဏံဆိုတာကိုဟောမှာမဟုတ်ပါဘူးနော်ဒါကြောင့်အကုသို့ရဲ့စိုးကျိုးကိုကြောက်တယ်ဆိုရင်ဘယ်ဘာသာမှာပဲနေနေအကုသို့အမှုကို မပြုပါနဲ့လို့ပြောခြင်းပါတယ်နော်